အနုပညာတလောကလုံးမထီရတဲ့ပြည်ဟင်းတရားရဲ့အတွင်ရေးတွေကိုအခုလိုဖော်ထုတ်လိုက်တဲ့လွှမ်းပိုင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုချိန်မှာလူတွေစိတ်ဝင်စားနေကြတာကတော့အစိုးရလွှမ်းပိုင်းနဲ့ဒါရိုက်တာပြည်ဟင်းတရားတို့ရဲ့အပြန်အလှန်ငယ်ကျုံးငယ်နာဖော်ထုတ်တဲ့ပွဲကြီးပါပဲဒီပွဲမှာအဓိကစိတ်ဝင်စားစရာကောင်းတာကအရင်တုန်းကမြန်မာနိုင်ငံကအနုပညာရှင်တွေကိုအမေရိကန်ကနေအင်တာနက်ပေါ်မှာမိုကျုံးမြချိုးဝေဖန်နေသူတို့ရဲ့အတွင်ရေးအရှုပ်ရှင်တွေကိုဖွင့်ချပြီးတော့ပရိသတ်ကိုဆွဲဆောင်နေတဲ့ဒါရိုက်တာပြည်ဟင်းတရားကိုအခုလွှမ်းပိုင်းကနေမင်းရောပါထူလဲ ဆိုတဲ့ပုံစံမျိုးနဲ့လူတွေမသိသေးတဲ့အတွင်းရေးတွေကိုပြန်လည်ဖော်ထုတ်လိုက်တာပါပဲ။ပြည်ရင်းတီဟာကတချိန်ကမြန်မာနိုင်ငံမှာနယ်မကြီးရုပ်ရှင်ဒါရိုက်တာတယောက်ဖြစ်ခဲ့ပြီးတော့ထိတ်တန်းမင်းသားမင်းသမီးများစွာနဲ့လက်တွဲအလုပ်လုပ်ခဲ့ပူသူပေါ့။ဒါကြောင့်လေသူကအနုပညာရှင်တော်တော်များများရဲ့အတွင်ရေးတွေကိုသိခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့သူကအနုပညာအလုပ်တွေကိုရန်နာပြီးတော့အမေရိကန်နိုင်ငံကိုပြောင်းရွှေ့သွားခဲ့ရပါ။အဲဒီကိုရောက်တဲ့အခါမှာတော့သူကမြန်မာနိုင်ငံကမင်းသားမင်းနမီးတွေရဲ့အတွင်ရေးတွေအိမ်ထောင်ရေးအရှုပ်အရှင်းတွေဘသူနဲ့ဘသူနဲ့မတည့်ဘူးဘယ်မင်းသားကဘယ်မင်းနမီးနဲ့ဘာလို့လို့ညာလို့လို့ဆိုတော့အတင်းအဖျင်းတွေကိုသူ့ရဲ့ YouTube Channel ကနေဖွင့်ချပြီးတော့ဝင်ငွေရှာဖွေနေပါတယ်။ဥပမာပြောရရင်မင်းသားမင်းမြတ်ရဲ့အကျင့်စာရိတ်တာမကောင်းကြောင်တောက်စားမှုရဲ့အကြောင်းတွေပြောတာအခုသူနဲ့ပြဿနာတက်နေတဲ့လွှမ်းပိုင်ကိုတောင်နန်းဆွေရည်ဒီဆိုနော်ဖော့ရဲ့တာပေါ်ပြီးစောစားရုံးနဲ့ ဇလန်းတွေရှုပ်ခဲကြောင်ဖွင့်ချခဲ့ပူပါတယ်ဒီလိုမျိုးသူများတကာရဲ့အတွင်းရေးတွေကိုပဲထိုင်ပြောနေလို့အနုပညာရှင်အသားဝိုင်းကသူ့ကိုအမြင်ကပ်ကြပေမယ့်သူ့မှာလည်းတခြားသူတွေရဲ့အတွင်းရေးအချက်အလက်တွေအများကြီးရှိနေသေးတာကြောင့်ဘယ်သူမှပြန်မထီရဲမပြောရဲပဲအောင်းအီးတီးခံနေခဲ့ကြရတာပါ ဒါပေမဲ့အခုတခါမှတော့လွမ်းပိုင်ကဒီတိတ်ဆိတ်မှုကိုဖြုတ်ခွင်းလိုက်ပါပြီ။လွမ်းပိုင်ဟာသူ့ရဲ့သင်းအစ်စ်ထဲကပြည်ဟင်းတီဟာနာမည်ကိုဘိုင်နှင်းတက်ပြီးတော့တဲဝုန်းခဲ့တယ်လို့လမ်းလွင်ပြီးတော့လည်းပြည်ဟင်းတီဟာရဲ့ဘသူမှမသိနေတဲ့အကြောင်းအရာတွေကိုဖွင့်ချခဲ့ရပါဘူး။အဓိကဖွင့်ဆောင်မှုကတော့ပြည်ဟင်းတီဟာကိုယ်တိုင်ဇနီးတဲ့မရှိတော့ကနာမည်ကြီးမင်းသမီးတယောက်နဲ့ပကံကဟိုတယ်တစ်ခုမှာဘာလို့လို့ညာလို့လို့ဖြစ်ခဲ့ကြအောင်မတော်တရားကိစ္စတွေရှိခဲ့ကြအောင်ဖော်ထုတ်လိုက်တာပါပဲဒါတင်မဲလားဆိုတော့မဟုတ်သေးပါဘူး လွမ်းမိုင်ရဲ့ပြောဆိုမှုတွေထဲမှာကွယ်လွန်သွားပြီဖြစ်တဲ့လူရှင်တို့ဥဧရာစီကနေငွေကြေးတွေဖြတ်စားခဲ့ကြအောင်လူရှင်တို့အသင်းရဲ့ရန်ပုံတွေတန်းရနယ်ခြေကိုလွဲသုံးစားလုပ်ခဲ့ကြအောင်အမေရိကန်ရောက်မှမြင့်မြတ်မကောင်းကြောင်ပြောနေပေမဲ့မသွားခင်ကမြင့်မြတ်စီကငွေသိန်း150ချေသွားပြီးအခုထိပြတ်မဆက်သေးကြအောင်အနုပညာအရေးချင်းမရှိပဲပေါ်ကားတွေကိုတစ်လ3ကားလောက်ရိုက်ခဲ့တဲ့ဒါရိုက်တာသာဖြစ်ကြအောင်စသဖြင့်အချက်ကျကျပြန်လဲတုံ့ပြန်ခဲ့ပါတယ်ဒီလိုတဲ့တိုက်ခိုက်ခံရတော့ပြင်းဟင်းတီဟာဘက်ကငြိမ်မနေပါဘူးသူကလည်းလွမ်းပိုင်ဟာအရင် င်ကသူနဲ့ရုပ်ရှင်ရိုက်တုန်းကဒီလေးတန်မဟုတ်ကြောင်းသူ့ကိုရုပ်ရှင်ရိုက်ကူးခွင့်ရဖို့လာတောင်းပန်ခဲ့ရကြောင်းပြန်ပြောပါရစေ။ ဒါပြင်လွမ်းပိုင်ကဗကံမာယုံရှင်ရဲ့တော့နန်းဆွေတီဆိုနဲ့အတူတူနေခဲ့ကြအောင်သူများသမီးတွေကိုမယူနိုင်မဲဖြက်စီးခဲ့ကြအောင်ပြန်လဲတိုက်ခိုက်ခဲ့ရပါဒီစကားကိုလွမ်းပိုင်ကချက်ချင်းပြန်တုံပြန်ပါတယ်သူဘဝမှာပြင်းဟင်းသည်ဟာလိုလူမျိုးကိုဘယ်တော့မှအောက်ကျုခံပြီးတော့ခါရတောင်းမှန်ခဲ့ဘူးခြင်းမရှိကြအောင်အနုပညာလောကမှာပြင်းဟင်းသည်ဟာဒါလည်းအရေးချင်းမရှိသူဖြစ်ကြအောင်သူရဲ့သင်းတွေကိုဝယ်ပြီးတော့ရုပ်ရှင်နဲ့ထည့်သုံးခဲ့ရတဲ့ပြင်းဟင်းသည်ဟာကသာသူ့ကိုကျေးဇူးတင်တဲ့အကြောင်းပြန်လဲခြေပခဲ့ပါတယ်လက်ရှိမှာတော့ဒီဘွဲကိုအနုပညာ ရှင်တွေရောပြည်သက်တွေကဝါဖြာခင်းပြီးတော့စောင့်ကြည့်နေကြပါတယ်။အထူးသဖြင့်တခြားနှိပညာရှင်တွေဟာသူတို့မပြောရဲမတည်ရဲတဲ့ပြည်ရင်းတရားကိုလွှမ်းမိုင်ကအခုလိုကြက်ကြက်လက်ကြပြန်ဝုန်းနိုင်တဲ့အတွက်ဝမ်းသာအားပေးနေကြတယ်လို့လည်းကြားသိရပါတယ်။ ပရိသတ်တွေနေနဲ့ရောဒီနှစ်ယောက်ရဲ့တိုက်ပွဲမှာဘသူဘက်ကအရက်တီချင်ပါတယ်။သူများအတွင်ရင်ဖွင့်ချတဲ့သူကိုပြန်ဖွင့်ချတဲ့လွမ်းပိုင်ရဲ့လုပ်ရက်ကိုထောက်ခံသလား။ဒါမှမဟုတ်နှစ်ယောက်လုံးရဲ့အတိတ်ကအကြောင်းအရာတွေကိုဘယ်လိုမြင်ပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။